မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မူလီဝတ္တနဲ့ဇလာပိတာညချောင်းဦးစီဌာနမှာ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနေအဆုံပူချိန်များမှာနေပြည်တော်မှာ16ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုင်၊ရန်ကုန်မြို့မှာ22ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရန်ဟိုင်နဲ့မန္တလေးမြို့မှာ16ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုင်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသကြိုးတို့မှဖန်ဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်ရှေ့လယ်ပိုင်းတို့မှာတိမ်နေငယ်ဖြစ်တော်နေပြီကျန်မင်္ဂလားပင်လယ်အောမှာတိမ်တင့်တင့်မှတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတိမ်ကင်းစင်တလောင်ရှိနေပြီကျန်ဒေသတွေမှာတိမ်နေငယ်မှာတိမ်တင့်တင့်ဖြစ်တော်နေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတင့်တင့်ရှိပါမယ်လိုင်းမြန်မာ မြမကန်ဦးနဲ့တရှောင်းနဲ့ကန်လောပင်လည်းပြင်းတို့မှာ၄ပြီမှ၆ပြီကန် ရှင်းနိုင်ပါသည်ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုအနေနဲ့ရွာနိုင်ပါသည်ပဲခူးတိုင်းဒေသကြီးမြပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်ရွှေပိုင်းတို့မှာအများအပြားတိုက်ရပြီး ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းနယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာတိမ်တင့်တင့်ဖြစ်ထုံမှမေနေပြည်တော်နဲ့ဤတော်အတွက်ဒီကနေ့ညနေခင်းမိုးလေဝသအခြေအနေခံမှန်းကြမှာအများအဖြစ်တိုက်ရပါမယ်အမြင့်ဆုံးပူချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်ရှင်နေပါတယ် ရန်ကုန်မြို့နယ်နေထိုင်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်တင့်တင့်ဖြစ်တော့မှာမေအမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်နေထိုင်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာတိမ်နေငယ်ဖြစ်တော့မှာမေအမြင့်ဆုံးပူချိန်မှာ30ဒီဂရီဆက်စီယံ86ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းကယားပြည်နယ်တို့မှာညပူချိန်များအနေငယ်လျော့နေနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။